စာအုပ်နာမည်က The Book of Join ပါတဲ့ဝမ်တာရွှင်မြူခြင်းကိုဘယ်လိုခံစားနားလည်ထားကြသလဲဆိုတာကိုဆရာတော်ကြီးနှစ်ပါးဖြစ်သောဒလိုင်းလာမအရှင်သူမြတ်နဲ့ဆရာတော်ကြီးတူတူတို့ပြောဆိုသုံးသပ်တာကို ဖော်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ဆရာတော်ဖျားကြီးနှစ်ပါးစလုံးအခက်အခဲတောင်း6000ကိုရင်ဆိုင်နေကြရတယ်လို့အသက်အန္တရာယ်လဲထိပါခံရနိုင်ခြင်းများလာသူတွေပါ။ ဒါပေမဲ့လည်းသူတို့နှစ်ဦးစ조사တွေ့ဆုံကြပြီးတဲ့နောက်ဘာရီပြောဆိုခဲ့တယ်လဲဝမ်းမြောက်ချင်းရွှေမြူးချင်းကိုဘယ်လိုတိဆောက်ယူထားကြသလဲတကယ်ကောဝမ်းတာမှုကိုခံစားနိုင်ကြပါရဲ့လားကျွန်တော်မှမိကုန်းနေတတိကြီးဖြစ်နေပါတယ်ဆရာတော်ကြီးတူတူကဒလိုင်းလာမကိုမေးလိုက်တဲ့မိကုန်းကိုဖတ်လိုက်ရတော့သူတော်စင်တစ်ပါးဖြစ်ပေမဲ့လူသားဆန်တဲ့ခံစားချက်နဲ့ဖြေလိုက်တာကိုတွေ့လိုက်ရပါတယ် ခမရတိဘက်ကနေဒုက္ခတွေအဖြစ်ထွက်ပြေးလာတာဘယ်နှစ်နှစ်ရှိပြီလဲနှစ်90လား96နှစ်ရှိပါပြီဗျကိုချစ်တဲ့တိုင်းပြီးကိုချစ်တဲ့လူတွေနဲ့ခွဲခွာလို့96နှစ်တောင်ဒုက္ခတွေဘဝရောက်နေတာခမရဝမ်းနဲ့ကြေကွဲမှုမဖြစ်ဘူးလားတလိုင်းလာမခမရကြေကွဲစရာ အတိတ်ကိုပြန်တွေ့ရတော့အားယူတဲ့အနေနဲ့ဆရာတော်ကြီးတူတူရဲ့လက်ကိုအသာဆွဲကင်ထားလိုက်ပါတယ်ကျုပ်လေးချင်းဖြစ်တာတခုရှိပါတယ် အဲ့ဒါကလည်းရှေးရခင်ကလေးကပေါ်ထွန်းခဲ့တဲ့ဇာတခင်တပားရဲ့တွင်တင်ချက်ပါဘယ်လိုတွင်တင်ထားတယ်လဲဆိုတော့အကြက်တဲ့အခက်ခဲတစ်ခုခုကိုရင်ဆိုင်နေရပြီးအခက်အခဲကကြော်လွန်ဖို့မလွယ်လဘူးဆိုရင် အလွန်အမင်းပူပန်မှုမဖြစ်ပါစေနဲ့တဲ့ကျုပ်အဲ့ဒီအတိုင်းကြင့်ဆောင်နေပါတယ်ဆရာတော်ကြီးတူတူကကောင်းငိန်လိုက်ရင် ဟုတ်ပါတယ်ပူပန်မှုဆိုတာဘာမှအကူအညီမဖြစ်စေပါဘူး ဒါပေမဲ့လူတွေကပူပန်နေကြစမြဲပါကျုပ်တို့တိဘက်လူမျိုးတွေတရုတ်နိုင်ငံရဲ့ကျူးကျော်လာခြင်းကြောင့်ဒုက္ခတွေအများကြီးကျုံးခဲ့ရပါတယ်ကိုယ့်ရဲ့ပူပန်မှုကိုပဲစိတ်တော့ကရောက်နေရကနေပူပန်မှုဆောင်ဝန်ကြီးကိုချက်ကြည့်လိုက်ပါတယ်ကိုယ်ပဲဒုက္ခရောက်နေတာမှမဟုတ်တာကဘာရဲ့နေရအနှံ့မှာပုံစံအမျိုးမျိုးနဲ့ပူပန်တော့ကရောက်နေတာတွေတွေ့မိလာတယ်တရုတ်နိုင်ငံထဲမှာလည်းမတရားဖိနှိပ်ခံရသူတွေရှိနေတယ်လေကိုယ်လိုပဲခံစားနေရတဲ့သူတွေ ကိုယ့်ထက်ဆိုးဝါးစွာကြုံနေရသူတွေကိုမြင်လိုက်ရတဲ့အချိန်မှာစာနာတဲ့စိတ်ဖြစ်ပေါ်လာရပါတယ်။ပူပင်တောကဒုက္ခကိုရှောင်ဖယ်ခြင်းစိတ်ထက်စာနာစိတ်က နေရာယူလာခြင်းမျိုးဖြစ်ပါတယ်။ခမည်းရဲ့အခက်ခဲတွေကိုမရှောင်လွဲပဲရင်ဆိုင်ရင်ပူပင်တောကရဲ့အချုပ်နော်အောက်မှာမနေပဲလွတ်မြောက်နိုင်ခြင်းဟာအံ့ဩစရာပါဗျာ။ကျုပ်တို့တိဘက်တူရဲ့ဆူစကားတစ်ခုရှိပါတယ်။မိကောင်းဆွေကောင်းများရှိရာနေရာဟာတင့်ရဲ့တိုင်းပြည်ပါ။ မေတ္တာတရားကို ခံစားရရှိရာနေရာဟာတင့်ရဲ့အိမ်ပါတဲ့လူလောကမှာလူလာဖြစ်ခွင့်ရခြင်းသည်ကောင်းမြတ်ပေတယ်လူလာဖြစ်ခြင်းရဲ့အနှစ်သာရသည်လဲပျော်ရွှင်ချမ်းမြေသောဘဝကိုတည်ဆောက်နိုင်ဖို့ဖြစ်တယ် The Book of Joy ဆောက်ထဲမှာမကြာခဏညွှန်းဆိုထားတဲ့တည်င်းစကားပါ ဆရာတော်ဘုရားကြီးနှစ်ပါးစလုံးဝမ်းမြောက်ရှင်လန်းတော်လူဘဝကိုတည်ဆောက်နိုင်ပါတယ်လို့တွန့်တင်နေတာကိုဖက်ရပါမယ်။ကျွန်တော်စိတ်ထဲမှာတော့လွယ်ပါမလား။မြန်မာပြည်ရဲ့လက်ရှိအခြေအနေများအရဖြစ်နိုင်ပါမလားလို့အတွေးပွားနေမိပါတယ်။ဆရာတော်ကြီးတူတူက သူခံယူထားတဲ့ join ဝမ်းမြောက်ခြင်းဆိုတာကိုအခုလိုရှင်းလင်းပြောပြပါတယ်။ဝမ်းမြောက်ခြင်းရှင်လန်းခြင်းဆိုတာတကယ်ကိုကြီးကျယ်တဲ့ခံစားရမှုတရားပါ။မိဖွားရမယ့်ကိုဝန်ဆောင်မိခင်တရားကိုလေ့လာကြည့်ပါ။ မိမိရဲ့ရင်သွေးကိုမွေးဖွားနေခြင်းမှာနာကျင်ခြင်းဒုက္ခဆင်းရဲကိုခံစားရမှာသူသိပြီးသားပါဒါကိုလက်ခံဖြတ်တန်းပြည်တဲ့နောက်ဖွားမြင်လာတဲ့မိမိရင်သွေးကိုတွေ့မြင်လိုက်ရချိန်မှာတော့နာကျင်နေစေဖြစ်ပေမဲ့အတိုင်းမသိဝမ်းတာကြည်နူးခြင်းရတာကို ခံစားလိုက်ရပါတော့တယ်ဝမ်းမြောက်ခြင်းဟာနာကျင်ခြင်းဒုက္ခတွေကနေလျင်မြန်စွာပေါ်ထွက်လာနိုင်ပါတယ်နဘေးနာမှာပြုံးပြုံးလေးနဲ့နားထောင်နေသောဒလိုင်းလာမအရှင်သူမြတ်ကိုလက်ညှိုးထိုးပြီး ခမားကကိုရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲတွေကိုကြည်ပြီးဘယ်လိုများလွတ်မြောက်အောင် ထွက်ပြေးရပါမလဲလို့မတွေးပဲဒီအတွေ့အကြုံကိုကောင်းမွန်စွာဘယ်လိုအသုံးချရမလဲလို့တွေးတော့တတ်သူဖြစ်ပါတယ်။စိပြေဒုက္ခတွေဖြစ်နှစ်ပေါင်းများစွာမွေးရမြည်နဲ့သွေးသားခြင်းတွေကိုဆွန့်ခွာခဲ့ရသောလိုင်းလာမအရှင်သူမြတ်ဟာသူ့ဘဝရဲ့အချိန်များစွာကိုတိဗက်လူမျိုးတွေအတွက်ပဲမတုံးခဲ့ပါဘူး။ ကဘာပေါ်ကအခြားသောလူမျိုးအခြားသောဘာသာအခြားသောယဉ်ကျေးမှုများအတွေ့သူရဲ့စာနာထောက်ထားခြင်းချစ်ခြင်းတွေကို အလေးထားဖော်ပြအသက်ရှင်တန်နေသူပါဆရာတော်ကြီးတူတူကဒလိုင်းလာမကိုချစ်ခင်လေးစားစွာကြည်ရင်တကယ်တော့ခမရဟာတိဘက်တိုင်းပြည်ရဲ့အစိပ်ပိုင်းတစ်ခုပါပဲခမရရဲ့ရှင်တန်လှုပ်ဆောင်နေခြင်းတွေဟာတိဘက်လူမျိုးတွေအားလုံးကိုပုံဆောင်နေပါတယ်ကျုပ်ကခမရထက်အင်္ဂလိပ်စကားပြောပိုကောင်းပါတယ် ဒါပေမဲ့ခမည်းကိုတွေ့ကျင်လို့ခမည်းစကားပြောတာကိုနားထောင်ကျင်လို့လာကြတဲ့သူတွေကဘလုံးကွင်းအပြည့်ပါ ကျုပ်စီကိုအဲ့ဒါလောက်များအောင်မလာပါဘူးခမည်းစီကိုလာကြတဲ့သူတွေဟာခမည်းစကားပြောတာကိုနားထောင်ကျင်တာထက်ခမည်းကို တွေ့မြင်လို့သူတွေကပိုများမယ်လို့ကြုတ်ထင်တယ်ခမည်းရဲ့ဒုက္ခဆင်းရဲခံစားခဲ့ရမှုကိုသိထားကြတဲ့အလျောက်ခမည်းဘလူဝမ်းမြောက်စွာအသက်ရှင်နေနိုင်တာလေတခြားသောဒေတာကဒုက္ခဝေဒနာခံစားနေရတဲ့သူတွေကို ဘယ်လိုခွန်အားမျိုးနဲ့ခမားကကူညီနေတာလဲစသဖြင့်သူတို့သိကျင်လို့လာကြတာပါခမားရဲ့ဟောပြောမှုမှလည်းထင်ရှားသိတာတဲ့အရာရှိပါသေးတယ်အင်္ဂလိပ်စကားပြောအားနေပြီမဲ့လေခမားရင်တဲကခန်းစားနေရမှုကိုသူတို့နားလည်နေကြတယ်အဲ့ဒါကတာမန်စကားပြောခြင်းတဲ့ပိုးတဲ့နံပိုင်းဆိုင်ရာစပယ်ဂျူရယ်ပန်ပိုးလှုပ်ဆောင်ပေးနေမှုရှိခြင်းကြောင့်ပါပဲဆရာတော်ကြီးတူတူရဲ့စကားအစုံမှာဒလိုင်းလာမာကလက်ကမ်းပေးရင်ချစ်မိတ်ဆွေကြီး ကျုပ်တို့အတူတူဝမ်းမြောက်ခြင်းအကြောင်းကို တူးဆွဖို့နေ့ရက်တွေကြံပါသေးတယ်အခုတော့လက်ဖက်ရည်တပ်ဖို့ခဏလေးနားကြရအောင်ဗျာ